တော့ဇကာတကာရဲ့အဲကျွန်တော်တို့ဇကာပုံမှန်မူတည်ပြီးတော့ရာခိုင်နှုန်းဟိုကျွန်တော်တို့50ရာနေဟိုဟာ80အတွင်းပေါ့နော်အာ easy အောင်ရိုက်ကူးလေးရတဲ့အဲကျွန်တော်တို့ studio ပုံစံမျိုးတော့ကျွန်တော်အနေနဲ့ဟိုဖြစ်အောင်အတွက်တော့စူးစမ်းနေတယ်ပေါ့အဲ့လိုအဲ့လိုမျိုးဖြစ်နိုင်ရင်တော့ပို့ပြီးတော့အာကောင်းမယ်လို့ကျွန်တော်ထင်တယ်နောက်တစ်ခုကကြတော့ setting ပေါ့နော် setting နေစင်ပြီးတော့ဇကာထဲမှာပဲကျွန်တော်တို့ special လုပ်ချင်တဲ့ sign တွေ special လုပ်ချင်တဲ့ special effect တွေနောက်ပြီးတော့အဲ့လို virtual လုပ်ချင်တဲ့ effect တွေမျိုးဆိုလို့ရှိရင်ဒီ studio မရှိလို့ရှိရင်လိုက်ကူဖို့ဆိုတာတော်တော်ခက်ခဲခင်းရပါတယ်ဒါကြောင့်မလို့အဲ့လိုမျိုး virtual virtual world အနေနဲ့လည်းကျွန်တော်တို့ကဟိုဒီ studio ထဲမှာထည့်သွင်းထားပါတယ်ဗျာ post production mind ပေါ့နော်အဓိကတော့ကားရိုက်ကူးတဲ့အချိန်ရောကားပေးပြီးတဲ့အချိန်ပေါ့နော်အဲ့ဒီရင်းလောက်တာတော့ color correction လောက်တာတော့ဟို ဒပင်တီးတာတော့ sound design တွေရေးတာတော့ပါတော့ဗောနအဲ့ဒါမျိုးတွေကိုလုပ်လို့ရအောင်ဗောတနေရာထဲမှာလုပ်လို့ရအောင်အဓိကဥစားပေးပြီးတော့ဟိုဟိုတိဆောက်ထားတာဖြစ်ပါတယ်ဒါကြတော့ကျွန်တော်တို့ဒီအကျိုးအမြတ်အတွက်ကိုတော့မရည်ရပါဘူးအဓိကတော့ကျွန်တော်တို့ဒီကျွန်တော်တို့ဟိုဖြတ်သန်းလာတဲ့တခြားလုံးပါပေါ့နော်ကျွန်တော်တို့ရိုက်ကူးခဲ့ရတဲ့အခက်အခဲတွေနဲ့ နိုင်ငံတကာမှာရှိတဲ့စတူဒီယိုတွေနဲ့အဲပုံစံမျိုးကိုအတန်နိုင်ဆုံးပေါ့နော်ကျွန်တော်တို့နိုင်တဲ့လောက်လေးဒါလုပ်ဟိုလုပ်ထားတဲ့သဘောပေါ့ဆိုတော့ကျွန်တော်တို့ဟာ60ရာခိုင်နှုန်းလောက်တော့ပြီးနေပါပြီကျွန်တော်ဒီ2018ထဲမှာတော့ကျွန်တော်အကုန်လုံးပြီးတတ်နိုင်အောင်လို့ကြိုးစားနေပါတယ်ဗျာ